စက်ခွန် neuromodulation ဆိုဒီမှာ CA အောက်ပိုင်းကိုအပိလှုပ်ရှားစေဖို့အသုံးပြုတဲ့စက်တက်စင်ကျင်တစ်ခုဖြစ်ပြီးခက်ခဲစွာကုသရခတ်တဲ့ CA တက်တနာများကိုတိုးတက်အောင်ကူညီပေးနိုင်ပါတယ်။ထူဆန်းတာကတော့ဒီဆက်ဟာစီးကိုမထိန်နိုင်တဲ့လူနာတွေအတွက်လည်းအလုံးလုံးနိုင်တယ်လို့စီးထုတ်ရမှာအခက်ခဲရှိတဲ့လူနာတွေအတွက်လည်းအကျိုးရှိပါတယ်။ဒီဆက်ဟာ30မိနစ်ကနေ15နှစ်အထိအသုံးခံနိုင်ပြီးဘက်ထရီကုန်သွားတဲ့အခါပြန်လဲတက်ဆင်ဖို့လိုအပ်လာနိုင်ပါတယ်။ ခြားဆက်ပစ္စည်းတွေနဲ့တူတယ်လို့တချို့လူနာတွေမှာ စပိုင်းဆိုင်ရာတည်တနာကြောင့်ပြန်ပြင်ဆင်ဖို့လိုအပ်လာနိုင်ပါတယ်။ဒါ့အပြင်အခြားကုသနည်းတွေဖြစ်တဲ့လူနေမှုပေါင်းပြောင်းလဲမှု၊ဆေးဝါးတုံးဆွဲမှုနဲ့တွန့်ပြန်မှုမရှိလဲအသေးအတန်စီအိမ်လှူရှာမှု၊ CA အလင်းအမြန်လိုချင်မှုသို့မဟုတ် CA အလင်းအမြန်ထိမရမှုရှိတဲ့လူနာတွေအတွက်ဒီဆက်ကတကယ်တန်ဖိုးရှိတဲ့ပြောင်းလဲမှုကိုဖြစ်စေနိုင်ပါတယ်။ဘုတ်ထုတ်နံတောက်စနဲ့နိုင်ရှင်ကြည်ရင်တော့ဆက်ကောင်ညိုမော်ဒူလေးရှင်းမှာအတာချက်တစ်ခုကစီးထုတ်ရမှာ ခက်ခဲရှိတဲ့လူနာတွေအတွက်ပါတိုးတက်မှုရရှိစေနိုင်တာပါအထူးသဖြင့် CAR နဲ့ဂျင်းသူမဟုတ် non obstructive urinary retention လို့ခေါ်တဲ့တည်နာရှိတဲ့လူနာတွေအတွက်ပါအကျိုးရှိပါတယ်